ားလုံးပဲတာလီဆွပါအာရခတိုင်းသတင်းဌာနရဲ့သတင်းပေါက်ကတ်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးတော့မယ့်သတင်းတွေကတော့စကမရဲ့ဝန်တန်းတွေပါဝင်မှုကြောင့်စစ်တွေမှာတစ်သားအိမ်တွေဂုံးလူနီပါဖြစ်နေတယ်ဆိုတဲ့သတင်းမိုးဆဲကျွန်းကိုစကမလက်နက်ကြီးနဲ့ပစ်ခတ်လို့ကလေးငယ်တဦးနဲ့အမျိုးသမီးတဦးတန်ရာရတယ်ဆိုတဲ့သတင်းစကမလေးချောင်းရေချောင်းကနေလက်နက်ကြီးပစ်ခတ်တာနဲ့ပတ်သက်လို့အေးအေးအရေးပေါ်ထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းမောင်တော်မှာလူတရာမှာ18ရက်က ငှက်ဖျားပိုးတွေ့ခဲ့တယ်လို့ HTCO ပြောဆိုတဲ့တဲ့နဲ့စစ်တကောင်ကျောင်းသားတမကနဲ့တောင်တန်းနယ်ပြည်သူတွေနဲ့အတူရက်တီသွားမယ်လို့ရခိုင်ကျောင်းသားတမကထုတ်ပြန်လိုက်တယ်ဆိုတဲ့တဲ့စတဲ့တဲ့တွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရခိုင်ပြည်စစ်တွေမြို့မှာအကြမ်းဖက်စစ်ကောင်စီကခန့်အပ်ထားတဲ့အောက်ချောက်ရဲနဲ့လုံချုံရဲဆိုင်ရာဝန်ထမ်းတွေပါဝင်ပတ်သက်မှုကြောင့်တစ်သားအိမ်တွေကုန်လူနီးပါးဖြစ်နေပြီလို့ စစ်တွေဒေတာခန့်တွေကအာရခတိုင်းကိုပြောပါတယ်စစ်တွေမှာအလောက်ကန်ရှာပါပြီးဝင်ငွေမရှိကြတဲ့အတွက်မိမိတို့ပိုင်ဆိုင်တဲ့တစ်သားအိမ်တွေကိုထင်းအဖြစ်ရောင်းချမဲ့သူတွေထံကာလပေါက်စေတာအစမတန်ရော့ကြခံပြီးရောင်းချစားတော့နေကြရတာပါအဲ့ဒီလိုအိမ်တွေကိုရောင်းချတဲ့အခါမှာလည်းအခြားဒေတာတွေကိုထွက်ပြေးတိမ်းရှောင်သွားကြတဲ့အတွက်လူမရှိတော့တဲ့အိမ်တွေကိုလည်းပိုင်ရှင်မဟုတ်သူတွေကလက်ညှိုးထိုးရောင်းစားကြတာပါအဲ့ဒီလိုရောင်းစားကြတာမှာအကြံဖတ်စစ်ကောင်မရှင်ကခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးနဲ့လုံခြုံရေးဆိုင်ရာဝန်ထမ်းတွေကမထိန်တဲ့အဖြစ်လက်ပေးလက်ယူတွေပြုလုပ်တာကြောင့်အခုခါမှာစစ်တွေမြို့မှာတစ်သားအိမ်တွေကောင်းတလောက်ဖြစ်နေပြီလို့စစ်တွေဒေတာခန်တူကအာရခတိုင်းကိုပြောပါတယ်အဲဒီလိုဘယ်ကိုပါတယ်ပြောရရပေါ့။အဲ့ဒါလေးကသူပါလို့ပေါဝင်ပြတ်တယ်လို့ဒါဖြစ်လာရလေ။သူထီးရနေရတာပေါ့။သူကလည်းပါတယ်သူပဲရှင်တည်းရဲ့။အဲ့ဒါလေးသူပြီး ေးပြောင်းနေတော့ဆေးပြောင်းရင်ကဒိတ်တွေကိုပတ်ဆင်ပေးရတယ်ပတ်ဆင်ပေးပြီးမှသူတို့ကဆွေးယူတာအဲ့ဒီလိုအိမ်တွေဖြိုဖျက်ပြီးရောင်းဝယ်တာတွေဟာလွန်ခဲ့တဲ့2လခန့်ကစစ်တွေမျိုးမှာအများပြားရှိခဲ့တယ်လို့သိရပါဗျ။အိမ်တွေကိုရောင်းချတဲ့အခါမှာလည်းဈေးနှိမ်ပြီးမှရကြသလိုအခုလက်ရှိမှာတော့ရောင်းစရာအိမ်တွေလည်းမရှိတော့တဲ့အတွက်အဲ့ဒီကိစ္စဟာငြိမ်သက်နေကြောင်းစစ်တွေဒေတာခန်တူကအာရခတိုင်းကိုပြောပါဗျ။အခုကတော့ကိုကိုဘာမှမကြည့်တော့ဘူး။အဲ့ဒါတော့လောလောဆယ်တော့မကြည့်ဘူး။အရင်ကတော့ကြည့်ခဲ့တယ် ခုနောက်ပိုင်းတော့ဝင်မဲ့လူတွေမရှိတော့ဘူး။ဝင်မဲ့လူတွေမရှိတော့ဘူး။အမေရတဲ့ပုံပါပြီ။မပြောပါဘူးအမေရတဲ့။ဟိုအဖေပိုင်ရှင်ရောက်နေတာလေးရှိတယ်။အဲကလူတွေကလည်းပိုင်ရှင်တွေပါနေနေတာလေးရှိတယ်။ဒါကတော့မင်းတို့ဖြစ်နေ။အရှိဝါတော်လေးကဥမာဒီမပြေတော့ကိုရင်ကိုရောက်ကြရအောင်ကြတော့သူကရန်ရောက်နေတယ်။ရောက်နေတော့ဒီဘက်မှာနေနေငါ့ကိုငါ့ကိုပြောတယ်။အော်ဒီဘက်ကလည်းရောက်ကြအဲ့လိုမျိုးရှိတယ်။သူကလည်း ညရေကိုရေပါလို့နဲ့လည်းပူပြီးရောက်လာတယ်သူကြည့်တယ်။ရင်းတော့အဲ့တော့ဟိုတလောကကြီးတယ်ကွာဟိုလောလောကကြီးပါဘူး။အဲ့ဒီလိုအိမ်တွေဖြိုဖျက်ရုံချဖို့မရှိတော့တဲ့အတွက်ထင်းတွေဟာလည်းဈေးမြင့်တက်လာနေကြောင်းစစ်တွေဒေတာခန်တွေထံကနေတည်ရပါတယ်။လက်ရှိမှာတော့စက်တင်ဘာ28ရက်နေ့လောက်ကစစ်တွေမြို့ပြင်ပမှာပြစ်ခတ်တံတွေကိုကြားရကြအောင်စစ်တွေဒေတာခန်တွေထံကနေတည်ရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မိုးဆဲကျွန်းကိုစကမလက်နက်ကြီးနဲ့ပြစ်ခတ်လို့ ကလင်းငယ်တူနဲ့အမျိုးသမီးတူတန်ရရတယ်ဆိုတဲ့တဲ့ရင်ကိုနားဆင်ရမှာပါ။ဘာရခပြည်သူတော်လှန်ရေးအစိုးရထိန်ချုပ်ထားတဲ့ရခိုင်ပြည်ရတဲ့တောင်မြို့နယ်ကမိုးစဲကျွန်းကိုစစ်တွေမျိုးရှိစစ်ကော်မရှင်တပ်ကလက်နက်ကြီးတွေနဲ့ပစ်တဲ့အတွက်ကလင်းငယ်တူနဲ့အမျိုးသမီးတူတို့တန်ရရရှိသွားတယ်လို့သိရပါဗျ။ထိတဲ့ကလေးတစ်ယောက်ကစားပင်ကြီးရွာကနေစစ်ရှောင်လာတာ။လေးတန်းကျောင်းသားလို့ကြက်ရိုးဆက်ရွာဒေတာခန်တူကအရခတိုင်းကိုပြောပါဗျ။စစ်ကော်မရှင်ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် ထိခိုက်တံရရရှိခဲ့တဲ့ကလေးဟာစစ်ကောင်စီပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်ထိခိုက်တံရရရှိခဲ့တဲ့ကလေးဟာစားပြင်ကြီးရွာကဥခင်မောင်သိန်းနဲ့ဒေါ်လာဝင်းသိန်းတို့ရဲ့တာအသက်၁၀နှစ်အရွယ်မောင်ခိုင်မျိုးခန့်ဖြစ်ပါတယ်။မိုးဆဲကျွန်းရှိကျေးရွာစိတ်ကျေးရွာကိုယနေ့နေ့လယ်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့တဲ့အတွက်အခုလိုတံရရရှိသွားတာလို့ကျေးရွာစိတ်ကျေးရွာသားတို့ကဆိုပါတယ်။တရက်ကိုတော့ဆေးရုံယူသွားတယ်လို့ပြောတယ်။လက်နက်ကြီးကတော့တောက်လျှောက်ပြစ်နေတယ်။ တလုံးကရွာထဲကိုကြာတယ်နောက်တလုံးကတာဝရိုင်းနားကိုကြာတယ်နောက်တလုံးကတော့တင်းကျိုင်းနားကိုကြာတယ်လို့အာရခတိုင်းကိုပြောပါတယ်ရခိုင်ပြည်မှာဖုန်းလိုင်းအင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့အတွက်သတင်းအထိကျကိုဆုံးဆန်းနေစေဖြစ်ပါတယ်ဒါအပြင်ပလောဝမြို့ကိုလည်းယနေ့နေ့လယ်မှာစစ်ကောင်မရှင်လေတက်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံအမျိုးသမီး2ဦးတိတ်ဆုံးပြီး19ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်ဆလဘေးစကမရဲ့လေကြောင်းရေကြောင်းကနေလက်နက်ကြီးပစ်ခတ်တာနဲ့ပတ်သက်လို့ အထိခိုက်အကြဆုံးများပြီးတက်ပြက်နေတဲ့အကြံဖတ်စစ်ကောင်မရှင်တက်ကရခိုင်မှာလေကြောင်းရေကြောင်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုတွေအရင်ကထပ်ပိုပြီးလှုပ်လာတဲ့အတွက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးအရေးပေါ်ထုတ်ပြန်ချက်ကိုအာရခတပ်တော် AA ကဒီနေ့စက်တင်ဘာ29ရက်နေ့မှာထုတ်ပြန်လာပါတယ်။အကြံဖတ်စစ်ကောင်မရှင်တက်ဟာအာရခတပ်တော်အပြည့်အဝထိန်းချုပ်ထားတဲ့ဒေတာမှာတိုက်ပွဲဖြစ်ပွားတာမရှိတဲ့မြို့ရွာတွေကစာတင်ကြောင်းစေယုံစေခန်းဘုံကြီးကျောင်းနဲ့ဈေးတွေအပြင်လူစုလူဝေးရှိနိုင်တဲ့နေရာတွေကိုနေ့ညအချိန်ဝင်ရွေး လေချောင်းရေချောင်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာတွေကိုပို့ပြီးလှုပ်ဆောင်လျက်ရှိနေတာပါ။ဒါကြောင့်စစ်ကော်မရှင်ရဲ့လေချောင်းရေချောင်းလက်နက်ကြီးနဲ့ပတ်သက်ပြီးအာရခပြည်သူတွေအနေနဲ့အထူးတတိထားကြဖို့ကို အာရခတပ်တော်ကထုတ်ပြန်လာတာဖြစ်ပါတယ်။အာရခဒေသအတွင်းတိုက်ပွဲတွေနဲ့အာရခဒေသအဆက်၃နေရာတွေမှာဖြစ်ပွားလျက်ရှိတဲ့တိုက်ပွဲတွေမှာအကြံဖတ်စစ်ကော်မရှင်တပ်ကအထိတ်ခိုက်အကြအဆုံးများစွာနဲ့ရင်ဆိုင်နေရပြီးတပ်ပြက်လျက်ရှိနေတာဖြစ်ပါတယ်။အဲ့ဒါအပြင်သူတို့အတင်းအဓမ္မဆူဆောင်းထားတဲ့ တပ်ဖွဲ့ဝင်တွေဟာလည်းတိုက်ခိုက်လို့စိတ်မရှိပဲရှေ့တန်းနောက်တန်းတွေမှာအခွင့်ရလျင်ရတယ်လို့တပ်ပြေတာအေးအေးထန်ဘတ်ပြောင်းတာ အလံပြူထောင်ဝင်ရောက်တာတွေနေ့တိုင်းဖြစ်ပျက်လျက်ရှိနေတယ်လို့အာရခတ်တပ်တော်ကထုတ်ပြန်ထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မောင်တော်မှာလူတရာမှာ18ရက်ကငှက်ပြဖို့တွေ့ခဲ့တယ်လို့ HTC ကိုပြောဆိုတဲ့သတင်းကိုနားဆင်ရမှာပါအစ္စလာမစ်အစွန်းရောက်စစ်တွေးကြလက်နက်ကင်တပ်ဖွဲ့တွေကြောင့် လုံခြုံရေးစိုးရင်ရပြီးလမ်းပန်းဆက်တွေရေးခက်ခဲနေတဲ့မောင်တော်မျိုးမှာကျမ်းမာရေးဝန်ဆောင်မှုရဖို့အလွန်ခက်ခဲနေတာဖြစ်ပါတယ်။အ धिक အပြည့်လူနေစုဖြစ်တဲ့မျိုးလူမျိုးတွေနေထိုင်တဲ့ကျေးရွာတွေကိုကျမ်းမာရေးဝန်ထမ်းတွေနဲ့ပူးပေါင်းပြီးလူသားချင်းစာနာထောက်ထားရေးနဲ့ဖွပြရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရောက် HTCO ကငှက်ဖျားဖို့စစ်ဆေးတာတွေကိုဆောင်ရွက်ပေးကလူတရာမှာ18ရောက်ကငှက်ဖျားဖို့တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ဒါကြောင့်ပို့တွေ့လူနာတွေကိုကုသပေးတာတွေနဲ့ကျမ်းမာရေးအသိပညာပေးတာတွေကိုလည်းဆောင်ရွက်ခဲ့ပါတယ်။ HTCO ကတက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီးမုတ်တုံရတီအတွင်ခြင်ကနေတစ်ဆင့်ဦးဆက်နိုင်တဲ့ရောဂါတွေကိုကာကွယ်ဖို့ဆောင်ရွက်လျက်ရှိတဲ့ကျန်းမာရေးစီမံကိန်းရဲ့လုပ်ငန်းတစ်ခုအနေနဲ့2025ခုနှစ်ဩဂတ်လတတိယပတ်အတွင်းမောင်းတော်မြို့နယ်အတွင်းကျန်းမာရေးအကူအညီပေးမှုတွေမရရှိသေးတဲ့ကြေးရွာရှိရွာကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ် HTCO အနေနဲ့ကျန်းမာရေးစီမံကိန်းရဲ့လုပ်ငန်းတွေဖြစ် တွဲလွန်တုတ်ကွေးဂျိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းတွေ အရေးပြယောဂါဆေးဝါးထောက်ပံ့တာစတဲ့လုပ်ငန်းတွေကိုလည်းအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့တပ်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တစ်ပတ်မှာလည်း HTCO အနေနဲ့ရခိုင်ပြည်ကဘူတီတောင်မောင်တော်ရတိတ်တောင်ပုံနှကျပလဝမင်းပြားပောက်တော်အန်းကြောက်ဖြူရန်ပြဲတောင်ကုန်းနဲ့ကွာမြူနယ်ကပြည်သူတွေချင်းကနေတဆင့်ကူးဆက်နိုင်တဲ့ယောဂါတွေကိုကြိုတင်ကာကွယ်နိုင်ဖို့အိမ်တောင်စု၄,၈၅၁စုနဲ့လူဦးရေ၂,၃,၂၈၆အတွက် ခြေထောင်လုံးရေ6850လုံးထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။တဆက်ထဲမှာပဲပြည်တွင်းပြည်ပလူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့လည်းလိုအပ်တဲ့ပတ်ဖို့ကူညီမှုတွေဆောင်ရွက်ပေးနိုင်ဖို့ကိုလည်းတိုက်တွန်းထားပါတယ်။နောက်ဆုံးသတင်းနှပုတ်အနေနဲ့နားဆင်ရမှာကတော့စစ်တကောင်ចောင်းသားတမကနဲ့တောင်တန်းနယ်ပြည်သူတွေနဲ့အတူရက်တီတွားမယ်လို့ရခိုင်ပြည်ចောင်းသားတမကထုတ်ပြန်နေဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စစ်တကောင်တောင်တန်းနယ်ကရခိုင်မြို့နယ်စုဝင် အသက်12နှစ်အရွယ်မရမာကျောင်းသူကိုဘင်္ဂလီတုံးကအုပ်စုဘွဲ့မတိန်ကြည့်ခဲ့တဲ့ဖြစ်စဉ်ကြောင့်ဘင်္ဂလားဒေ့ရ်နိုင်ငံခါဂရာချရီခရိုင်ကောမာရာအမည်ရတဲ့မြို့နယ်မှာငိန်ချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ရခိုင်မျိုးနယ်စုဝင်ကျောင်းသားတွေကိုအာဏာပိုင်တွေကတနက်နဲ့ပြစ်ခတ်ဖြိုခွဲမှုတွေပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီးစစ်တကောင်ကျောင်းသားတပ်မကနဲ့တောင်တန်းနယ်ပြည်သူတွေနဲ့အတူရပ်တည်သွားမယ်လို့ရခိုင်ပြည်ကျောင်းသားတပ်မကထုတ်ပြန်လိုက်ပါတယ်။ဘင်္ဂလားဒေ့ရ်နိုင်ငံရဲ့ရခိုင်ဝန်ကြီးချုပ်ရှိတ်ဟာစီနာဦးဆောင်တဲ့အစိုးရအဖွဲ့ကို ဖြုတ်ချတဲ့လူထုအောင်ကြွမှုမှာဘင်္ဂလားဒေ့ရှ်စစ်တပ်ကတနက်တစ်ချက်မှမဖောက်ခဲ့ပဲစစ်တကောင်တုံတန်းနဲ့လူအခွင့်ရေးအားငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တောင်းဆိုပွဲကိုတနက်တွင်လည်းရည်ရွယ်ချက်ရှိရှိပြစ်ခတ်တာတရားမျှတမှုရရှိရေးဆန္ဒထုတ်ဖော်တောင်းဆိုတဲ့စစ်တကောင်တုံတန်းဒေသចောင်းသားပြည်သူလူထုတွေကိုရန်စအကြမ်းဖက်မှုပြုလုပ်တဲ့လူမျိုးရေးအစွန်းရောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုတားဆီးဟန်သားတာမပြုဘဲ၎င်းတို့နဲ့အတူ ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ပူးပေါင်းပြီးအကြမ်းဖက်ဖြိုခွေးနိုင်နေတာမိရှို့တာတွေပြုလုပ်တာကလူသားမျိုးနွယ်အပေါ်ခွဲခြားဆက်ဆံရှင်းလင်းတုတ်တင်ဖို့အားထုတ်တာကငင်းမရတဲ့အချက်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။တရားမျှတမှုရရှိရေးငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒပြတောင်းဆိုမှုပေါ်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကတနက်နဲ့ပြစ်ခတ်ဖြိုခွေးမှုကြောင့်ကျောင်းသားလူငယ်၄ဦးသေဆုံးပြီး၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မတရားပြုချစ်ခံရတဲ့မရမလူမျိုး၈တန်းကျောင်းသူအတွက် အမှုမှန်ပေါ်ပေါက်ရေးနဲ့တရားမျှတမှုရရှိရေးကိုငင်းချက်စွာဆန္ဒထုတ်ဖော်ပြီးဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့စစ်ရာဆိုးမှုများကျူးလွန်တာ ခံရတဲ့စစ်တကောင်တောင်တန်းနဲ့ចောင်းသားလူငယ်တွေနဲ့မတရားပြုကြည့်ခံရတဲ့မရမာလူမျိုးရှစ်တန်းចောင်းသူအတွက်အမှုမှန်ပေါ်ပေါက်ရေးနဲ့တရားမျှတမှုရရှိရေးကိုငင်းချက်စွာဆန္ဒထုတ်ဖော်ပြီးဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့စစ်ရာဆိုးမှုများကျူးလွန်တာခံရတာစစ်တကောင်တောင်တန်းနဲ့ចောင်းသားလူငယ်တွေနဲ့ပြည်သူလူထုအခွင့်အရေးအတွက်ရခိုင်ပြည်ចောင်းသားတပ်မကအနေနဲ့ ဆက်လက်ရပ်တည်ပါဝင်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒီလိုမျိုးဖြစ်စဉ်တွေကဘင်္ဂလားဒေ့ရ်နိုင်ငံလွတ်လပ်ရေးရတဲ့အချိန်ကနေအခုချိန်ထိဖြစ်နေပြီး1996မှာဌာနေတိုင်းရင်းသူအမျိုးသမီးငယ်ကိုဘင်္ဂလားဒေ့ရ်စစ်သားတွေနဲ့ဘင်္ဂလားဒေ့ရ်နိုင်ငံသားတွေကအသိအဓမ္မမတိုင်းကျင့်ခဲ့တာ2003ခုနှစ်မှာမဟာချရီဌာနေတိုင်းရင်းသားချစ်ရွာတွေမိရှော့ခံရတာနဲ့အမျိုးသမီးငယ်တွေကိုအသိအဓမ္မမတိုင်းကျင့်အကြမ်းဖက်ခံရတာ2014ခုနှစ်မှာရန်ကာမတီဖြစ်စဉ်တွေစတဲ့ဖိနှိပ်မှုတွေနဲ့ အစင်မပြတ်ကြုံတွေ့ခန်းစားခဲ့ကြတာဖြစ်ပါတယ်။စစ်တကောင်တောင်တန်းတွေကရခိုင်မျိုးနွယ်စုတွေမွတ်စလင်မဟုတ်တဲ့တခြားလူမျိုးစုတွေအဖြစ်အမျိုးသမီးနဲ့ကလေးတငယ်တွေဟာလူအခွင့်အရေးချိုးဖောက်ခံရတာဖိနှိပ်ခံရတာလူမျိုးရေးခွဲခြားခံရတာညဉ့်ညံ့အကြမ်းဖက်ခံရတာမြေယာအဓမ္မတိုင်းခံရတာကိုယ်ကိုယ်ယုံကြည်တဲ့ဘာသာရေးနဲ့ဘာသာရေးအဆောက်အုံတွေဖြစ်စီချင်းချောက်ခံတာတွေအပါအဝင်ဖိနှိပ်မှုမျိုးစုံနဲ့ကြုံတွေ့ခံစားနေကြရတာဖြစ်ပါတယ်။ ဒီဖိနှိပ်မှုတွေနဲ့လူခွင့်ရေးချိုးဖောက်တာလက်ရှိမတိုင်းမှုနဲ့အကြမ်းဖက်ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့အစိုးရအဆက်ဆက်လက်ရှိယာယီဝန်ကြီးချုပ်ဒေါက်တာမိုဟာမက်ယူနွတ်ဦးဆောင်တဲ့အစိုးရနဲ့ဘင်္ဂလားဒေ့စစ်တပ်အစစ်မြေအရာရှိတွေရဲ့အစ္စလာမစ်အစွန်းရောက်ဝါဒကိုလက်ခံကျင့်သုံးတာဒါမှမဟုတ်စစ်တကောင်တုံတန်းဒေတာအကြမ်းဖက်မှုမှာဒေါက်တာယူနွတ်ကလူခွင့်ရေးချိုးဖောက်မှုတွေကိုမွတ်စလင်မဟုတ်တာကြောင့်မျက်ကွယ်ပြုတ်ထားတယ်လို့ရှုမြင်ကြရခိုင်ပြည်ကျောင်းသားသမဂ္ဂကထုတ်ပြန်ပါတယ် ကမ္ဘာကူလာသမဂအတိအမှတ်ပြုခန့်အပ်ထားခံရတဲ့ငိန်ချမ်းရေးနိုဘယ်ဆုရဒေါက်တာမိုဟာမက်ယူနုဥဆောင်တဲ့ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့စစ်တကောင်ចောင်းသားနဲ့ចောင်းသားလူငယ်တွေနဲ့ပြည်သူလူထုအပေါ်အကြမ်းဖက်နီလန်းတွေနဲ့ကင်တွယ်ဖြည့်ရှင်းတာကကလေးတငယ်ခွင့်ရေလူခွင့်ရေအပြည်ပြည်ဆိုင်ရာဌာနေတိုင်းရင်းသားအခွင့်ရေကြီးညာစာတမ်းတွေကိုချုပ်ဖောက်တာဖြစ်လို့မရိမှုကျူးလွန်သူတွေနဲ့အကြမ်းဖက်ဖြိုခွင်းတဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိအစစ်စင်ကိုလည်း ွေလင်းမြင်တာမှုရှိရှိနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရှေ့မှောက်မှာအရေးယူပေးဖို့ပခိုင်ပြည်ចောင်းသားတမကကတိုက်တွန်းထားပါတယ်။အာရုခတိုင်းရဲ့တည်င်းပေါက်ကအစီအစဉ်ကိုဒီလောက်နဲ့ရန်နာပါရစေရှင်။နောက်ဆက်ပေးခဲ့ကြသူတွေအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။